တေးပါရဲ့ဒီလုံးဝလုံးဝဖိုင်လို့မရမဲ့ new hero အသစ် franco jay ဘလို့မှဆွဲလို့မရတဲ့ new hero အသစ် yeah ဒီလုံးဝခေါ်လို့မရတဲ့ new hero အသစ်ကဲဒီမော် mobile legend ရဲ့129ပုံမြောက် hero အသစ်ဖြစ်တဲ့ wu san chen ရဲ့ skill တွေဘလို့အလုံးလုံးလဲဆိုတာကျွန်တော် brother တို့နားမလည်အောင်အသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဆွဲမှု brother တို့အနေနဲ့ hero အသစ်ကြောင့်မတိသေးဘူးဆိုရင်တော့ဒီမျိုးတွေကိုအဆုံးချက်ချိုးလိုက်တော့အေးစင်းလေးပဲဟဲမယ်ကောင်းတယ် let's go ကဲကျွန်တော် hero အသစ်ကဘယ်ရောမှရှိလဲဆိုတော့ကျွန်တော် me roma ရှိပါတယ်သူရဲ့နာမည်ကိုကျွန်တော်တရုတ် ို့ဝုစကြမ်ဆိုပြီးတန်ထွက်တယ်ပေါ့နော်ကျွန်တော်လည်းထွက်တာ money မှာဖြစ်တဲ့ကြောင့်ကျွန်တော်ဇီရှမ်ဆိုပြီးပေါ့ပဲကျွန်တော်အကြံမြင့်ခွန်လိုက်ကြုံပဲမြင်တဲ့အတိုင်းပဲသူ့ရဲ့ animation ကိုကျွန်တော်တစ်ချက်ချိုးရမယ်ဆိုရင်တော့ဖြင့်ကောင်းငင်ပေါ်ကနေကြားလာတာ PS နဲ့ဒီဖြစ်ပါတယ်ဆိုတော့မို့ဒါကကျွန်တော် Chinese new hero လို့ကျွန်တော်အနေနဲ့ပြောမှရမယ်ပေါ့နော်မြင်တဲ့အတိုင်းပဲတော်တော်လေးစက်ပြေရှိပြီးလောက်ပါတော့ brother တို့အနေနဲ့တွေးမြင်ရမှာပဲဖြစ်ပါတယ်ဆိုတော့ brother တို့အနေနဲ့ skin တွေဘယ်လိုလုပ်လို့လဲဆိုတာ ထက်ရှုံပရမောင်းတော့နေတဲ့စကေးဝမ်စကေးဝမ်ကတော့ကျွန်တော်အန်အားသင်းစွာနေပဲ3စင်တောင်ပါပါတယ်အဲ့3စင်ကဘာလဲဆိုတော့ကျွန်တော်လက်တွေ့ပြပေးမယ်ပေါ့နော် enemy ကိုတစ်ချက်ထိအောင်၃လိုက်၃လိုက်ပြီဆိုတော့လည်းမြင်တဲ့အတိုင်းပဲကျွန်တော်တို့ရက်တွေပေါ့နော် feeling set တွေ၃လတော့ဝင်ပြီးတော့တိုက်နေတိုက်တဲ့အချိန်မှာလည်းပဲကျွန်တော်တို့က line ကပထမတစ်လိုင်းဒုတိယတစ်လိုင်းတတိယတစ်လိုင်းနဲ့ feeling set ကြီးကပို့ပြီးတော့ချီးရ enemy ကိုလည်းတွန်းထုတ်လိုက်မှာဘာလို့လဲဆိုတော့တွေ့ရင်ရမယ်ဆိုတော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ enemy ကို damage လည်းပေးတယ်တွန်းလည်းထုတ်တယ်ဆိုတော့ကျွန်တော်တော်တော်လေးလည်း might တယ်လို့ကျွန်တော်အနေနဲ့ပြောရမယ်ဗျာဆိုတော့ ဘရဒါတို့တစ်ခုရှိတာကဒီစကေးဝန်းကိုဘရဒါတို့ကအန်နမီကိုထိအောင်မသုံးနိုင်ဘူးဆိုရင်သူရဲ့စကေးဝန်းကတစ်ခါပဲသွားမှာဖြစ်ပါတယ်ဆိုရင်တော့မလို့ဘရဒါတို့အနေနဲ့တော်ရရဆိုမျိုးသုံးခါသွားခြင်းလေဆိုရင်အန်နမီကိုထိအောင်သုံးမှရမယ်ဒီနေ့တိုင်းမှာအန်နမီကိုထိရဲဆိုရင်တော့အဆင်ပြေတယ်တကယ်လို့ဘရဒါတို့အနေနဲ့ဒီတုံးကောင်တွေကိုရလာလို့သိခြင်းလေဆိုရင်တော့တစ်ချက်ကြည့်လိုက်ကျွန်တော်စမ်းပြပေးမယ်ဒီနေ့တိုင်းမှာအဲအဆင်ပြေတယ်ပေါ့နော်ဆိုရင်တော့ကျွန်တော်တို့ဒီမဲ့ Lord Data တွေရလာကျွန်တော်ချက်ချက်စမ်းပေးမယ်ဘုံညုံမြင်တဲ့အချိန်မှာ ရှားတယ်ပေါ့နော်ဆိုတော့ဘာသာတို့အနေနဲ့ဒီ skill 1ကဘယ်လိုလုပ်လို့လဲဆိုတော့ enemy minion creep တယောက်ယောက်ကိုထိအောင်သုံးနိုင်မယ်ဆိုရင်တခါလဲ line သုံးမှုထွက်မယ်နောက်ဆုံး line ကပို့ပြီးကြီးမယ် enemy ကိုတွန်းထုတ်မယ်ဆိုတော့မို့ဒီ skill 1နဲ့တွေကိုတော်တော်လေး mind နေပြီလို့ကျွန်တော်ပြောလို့ရတယ်တော်တော်လေးလဲကျန်းနေပြီဆိုတော့မို့ creation ကလည်းတော်တော်လေးမြန်မယ်မေ့လို့ကျွန်တော်နေနဲ့ပြောရမှာဖြစ်ပါလေ skill 2 skill 2ကတော့ကျွန်တော်တို့ finance နဲ့ကြီးကိုဒီလိုမျိုးစင့်ခေါ်လိုက်မှာဖြစ်တယ်ပေါ့နော်အဲ့စင့်ခေါ်လိုက်တဲ့အချိန်မှာ enemy ကိုထိအောင်သုံးနိုင်မယ်ဆိုရင် enemy က magic damage ခံစားရမှာဖြစ်ပြီးတော့ 90ရာခိုင်နှုန်းကို3စက္ကန့်ကြာအောင်တော့နေသွားမှာပဲဖြစ်ပါတယ်ဆိုတော့မို့စကေတူးမှာကမက်ဂျစ်တမ်းပေးပါတယ်သလုံးဖက်ပါတယ်90ရာခိုင်နှုန်းဆိုတာကနဲပွေးလို့ကျွန်တော်အနေနဲ့ပြောရမယ်ဒါလည်းမပြီးသေးဘူးစကေတူးကကျွန်တော်နေရာပြောင်းပြီးသုံးလို့ရကျွန်တော်ချက်ပြမယ်စကေတူးသုံးထားလိုက်တဲ့အချိန်မှာနေရာတိုင်းမဲ့ဒီအဝိုင်းလေးသုံးတယ်မကုန်ငင်မှာနေရာလေးပြောင်းလိုက်ဖုံးဆိုရမကောင်းညို့ရီဆိုရမစကေတူကလည်းတော်တော်လေးကိုပါဖက်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောရမယ်ပြကျွန်တော်ပြန်ပြမယ်နော်ညနေတိုင်းပဲဟုတ် ဆိုတော့တို့စကေးတူကဆလိုဘက်မန်ဂျင်ဒမ်းမင်းပြီးပြီးဆိုတာနဲ့ကျွန်တော်တို့နေရာပြောင်းလို့ရပြီရဲ့ Oh my god တော်တော်လေးစိုးနေပြီကောင်းကြီးကိုဘန်းမို့ပြင်တာဘန်းမို့ပြင်တာအဲ့ဒီမလာသေးဘူးတော့ဘန်းမို့ပြင်တာ Okay လားတော့ဒီ new hero ကိုစောင်းရမ်းကျမ်းသားစီတဲ့နောက်ထပ်တစ်ချက်ကသူ့ရဲ့ ultimate ကိုပြောရမယ် ultimate ကအခုမြင်နေရတာလားဘာမှမဟုတ်တာတကယ်တမ်းသုံးလိုက်တဲ့အချိန်မှာကြော့စင်ကြီးပေါ့နော်ကျွန်တော်တစ်ချက်သုံးပြမယ်ဗျာမြင်တဲ့အတိုင်းပဲဖုတ်ကဲဟောယူ မြင်လာတော့မသိဘူးကျွန်တော်တို့အနေနဲ့အနည်းဆက်ဆုံးပြောရမယ်ဆိုရင်ရီဆန်ရှင်းလိုမျိုးပဲပေါ့နော်အန်ဒီမိတ်ကိုတုံးလိုက်ပြီဆိုရတယ် enemy အားလုံးကို vision မြင်ရမယ် vision မြင်ရတဲ့အမြင်ကို damage လည်းပေးဦးမယ် damage တွေပေးလာဆိုမပေးသေးဘူးကျွန်တော်တို့စတန်လည်းပါသေးတယ်ကြာခေါင်းကြီးကိုတော်တော်လေးဆိုးဆိုးပဲကျွန်တော်တို့ damage လည်းပေးတယ် vision လည်းမြင်ရတယ်စတန်လည်းပေးတယ် oh my god ban လိုက်တော့ခေါင်းကြီးကိုတန်း ban လိုက်တော့ကျွန်တော်အများကြီးပြောတော့ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါတွေပေးသွားမလားဆိုမပေးသေးဘူးခေါင်းကြီးကို enemy တွေကိုဒုက္ခပေးတာတွေမဟုတ်မင်းနဲ့ကိုယ့်ရဲ့ မိတ်တွေကိုလည်းပို့ပြီးတော့တော့ကူညီပေးသေးတယ်ကျွန်တော်တစ်ချက်ပြမယ်တစ်ချက်ရှုံးပြည့်အန်ဒီကိုသုံးလိုက်မယ်ဆိုရင် enemy ကိုဒုက္ခပေးတာအပြင်ကိုယ့်ရဲ့တင်းမိတ်တွေကိုလည်းကျွန်တော် movement speed ပို့ပြီးတော့မြန်စီမှာပဲဖြစ်ပါတယ်ဆိုရင်တော့ enemy ကိုစတန်းနေ damage ပေးတယ်ကျွန်တော် vision မြင်ရတယ်အဲ့ဒါရင်တော်တော်ဆိုးနေပြီအဲ့ဒါအောင်မှဘာနဲ့သွားလဲဆိုတော့ reveler ရဲ့ကျွန်တော်တို့ skill လိုမျိုးပေါ့နော် enemy ကိုကိုယ့်ရဲ့ enemy ကြောင့်ပြင်နေကိုယ့်ရဲ့တင်းမိတ်ကိုပို့ပြီးတော့ movement speed တက်အောင်လုပ်ပေးလိုက်တယ်တော်တော်ဆိုးဆိုးကြီးလို့ကျွန်တော်အနေနဲ့ပြောရမယ်ဗျကျွန်တော် brother တို့အနေနဲ့အားလုံးခြုံပြီးကြည့်မယ်ဆို င်ဒီဟီးရိုးရဲ့ second 1 second 2 AD make ကနေရောဘန်းမဲ့ဟီးရိုးအသင်းလို့ကျွန်တော်အနေနဲ့ပြောရမယ်ဗျာဒါရင်ပြီးသွားပြီလားဆိုတော့မပြီးသေးဘူးဗျာသူ့ရဲ့ passive ကြံနေတယ် passive ကလည်းစောက်ကြံကြီးဘာကြောင့်မလို့ပြောတာလဲဆိုတော့ passive မှာနေနှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကိုကျွန်တော်အရင်ဆုံးရှင်းပြမယ် brother က second 1 second 2ကိုကျွန်တော် enemy ကိုထိအောင်သုံးလိုက်ပြီဆိုတာနဲ့ဒီမှာမြင်လားမသိဘူးအမှတ်လေးတွေတက်လာတယ်အဲ့အမှတ်လေးတစ်ခုတက်မယ်ဆိုရင်ကျွန်တော်တို့1% spare bank ကို5စက္ကန့်ကြာအောင်တောင်ရတယ်ကျွန်တော်တို့ setup ဘယ်နှခုထိစုလို့ရလဲဆိုတော့ကျွန်တော်ပြမယ်မြင်တဲ့အတိုင်း င်းကဘာလို့ချက်ချက်ကတ်တိကတ်တိပြမယ်ပေါ့နော်။ညနေတိုင်းမှာကျွန်တော်စတက်10ခုထိစုလို့ရတယ်။ဆိုတော့ကြောင့်မလို့စတက်10ခုလာပြည့်နေမယ်ဆိုရင်10%ကျွန်တော်တို့တွေ spare van ညာ Oh my god ။ဆိုတော့ကြောင့်မလို့ကျွန်တော်အဲ10% spare van ညို9စက္ကန့်ကြာအောင်တော့ရမှာဆိုတော့ Oh my god ကောကြီးတို့ကြီးဒါဒါတပိုင်းနဲ့ရှိသေးတယ်ပထမတပိုင်းနဲ့ရှိသေးတယ်။ကျွန်တော် passive ကဒါနေမပြီးသေးဘူး။သူ့ရဲ့ passive နောက်ထပ်တပိုင်းကတော့ကျွန်တော်အနေနဲ့ဘာလို့လို့မြင်လမ်းမသိဘီရိုးရဲ့ဘေးနားမှာရွှေရောင်အကွင်းလေးတွေ့ရလိမ့်မယ်။အေးအကွင်းလေးကသူ့ရဲ့ passive ရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ ဆိုတော့သူ့ရဲ့ passive ကဘယ်လိုလုံးလုံးလဲဆိုတော့ကျွန်တော်ရှင်းပြမယ်။သူ့ရဲ့ passive ကဘယ်လိုလုံးလုံးလဲဆိုတော့သူက enemy နားကိုသွားလိုက်တာပဲဖြစ်ဖြစ် enemy ကကိုယ်နာကတ်လာတာပဲဖြစ်ဖြစ်အဲ့ချိန်မှာ enemy ကို auto ဒိန်းဆိုပြီးတွန်းထုတ်လိုက်မယ်။တွန်းထုတ်တဲ့အပြင်ကိုဘာလုံးမှာလဲဆိုတော့ကိုကရှီးပါရအောင်မယ်။ဘယ်လိုလဲဆိုတော့ကျွန်တော် slap တွေဆန်းသက်ပြမယ်။မြင်နေတိုင်းမှာ enemy ကသွားသူရက်နေရပါတော့ကျွန်တော်သွားပြမယ်သူ့ဘေးနာ။ เออขอจุ見ทาไม่ติดสแตนมาสแตนทัวเตยดาโกงนี้โหล見ล่ะสรุปว่าตัวเนี่ยปัสสิกกาต้นทุบเดสแตนเนี่ยพี่จะโกอ่ะชี้อ่ะเลยโอ้ my god ขอจุดีโลเมญမျိုးโกมาไม่บั้นเหรอบลูเมญမျိုးโกบั้นมาเลย ခေါင်းညိုပဲကြုံဆိုရအောင်လို့ဒီလုံးမေမျိုးမှမဘန်းဘူးဆိုရင်တော့ခေါင်းညိုဂဲကိုတလိလိုက်တာအကောင်းဆုံးပဲလို့ကျွန်တော်အနေနဲ့ပြောရမယ်ဗျ။ဘာလို့ကျွန်တော်ကဘန်းခိုင်းတာလဲဆိုတော့မြင်းတဲ့အတိုင်းပဲကျွန်တော် server နဲ့ကျွန်တော်ဒီ main အစ်စ်ကိုစမ်းကြည့်ရဲမြင်းတဲ့အတိုင်းပဲ server ID ပိုင်းလို့မရဘူး server မှာပြန်ပြီးစတန်သွားတယ်ပြီးတော့ enemy ကတွန်းထုတ်ခံလိုက်ရတယ် server မှာပြန်ပြီးတွန်းထုတ်ခံလိုက်ရတယ်အဒီနဲ့တော့ပိုင်းလာနော်အဒီကလကဖြစ်သွားတာကောင်းမျိုးအဆင်ပြေလားအဲ့လိုဆိုအဆင်ပြေလားနော်ဒါလည်းမကသေးဘူးကျွန်တော်ဖရန်ကိုဖရန်ကိုဂျိန်ဆွဲတယ်ဂျိန်မိလာတယ်ဒါပေမဲ့ဖရန်ကဝင်းကိုတိန်းဆိုပြီးရောက်သွားတယ်ပြီးတော့ ¿Qué? ဆိုတော့ဂျိတ်ပါလို့ဆွဲတော့မအောင်ဂျိတ်ပါလို့ဆွဲတော့မအောင်ကျွန်တော်ပြောချင်းချင်းလေးမိမိဆိုရင်နောက်တော့ဘာရှင်သေးလဲဆိုတော့ကျွန်တော်ရင်အန်တီမိတ်ရင်အမှတုတ်အန်တီလေးနဲ့မှလှုပ်ရှားနေရတာဗျာဆိုတော့မို့ရင်အန်တီတော့ခေါ်လိုက်တယ်ဒိန်းဆိုပြီးပြီးတော့ဘာမှခေါ်လို့မရတော့ဘာမှဆက်ပြစ်မလာတော့ရင်အန်တီကလကားကြီးဖြစ်သွားပြီကဲဆိုတော့မို့ဒီလိုမေမျိုးထုတ်ပြလိုက်တော့ကျင်းတို့အများကြီးတင်တာဗောရင်တို့ဖရန်ကိုတို့ပြန်လာဟွာတို့ဒါပေမဲ့တခုတော့ရှိတယ်ဒါကသူရဲ့ passive ရှိနေတဲ့အချိန် passive မရှိတဲ့အချိန်ဆိုရင်တော့ brother တို့ကြိုက်တာလို့မိုက်တာလို့တိုက်တာလို့အမ်အေးဆေးပဲဒါပေမဲ့ brother တို့စဉ်းစားကြည့်ဗျာသူရဲ့ passive ကလည်းရှိတယ်ကျွန်တော်တက်ချွန်လည်းရှိတယ်ပြီးပြီးဆို ော့ကျွန်တော်ဘာထက်ရှိအောင်လဲဆိုတော့ immortal ပါရှိမယ်ဆိုရင်ကျွန်တော်၃ခုလောက်တော့ထည့်ထားလိုက်အခောင်မသေးတော့ဘူးကောင်းပြီအခောင်မသေးတော့ဘူးအခောင်မသေးတာဆိုတော့အခောင်အစ်စ်ပဲဒါအပြင်ကျွန်တော်နောက်လို့ skin တွေအားလုံးကို free ရမယ်ကျွန်တော်ဒီမြန်မာ web event မှာကျွန်တော်တွေပါဝင်ထားတဲ့သူပေါ့နော်ကျွန်တော်တော်တန်းရတဲ့သူတွေကိုကျွန်တော် mobile legend facebook official page မှာကြေညာနေပြီဖြစ်ပါတယ်ဆိုရင် brother တို့အနေနဲ့သွားပြီး mobile legend official page ကိုသွားပြီးတော့စောင့်ကြည့်လို့လည်းရမယ်သူကစနေနေ့တိုင်းမှာအစ်စ်တွေအစ်စ်တွေတော်တန်းရတဲ့လူတွေကိုကြော်ညာနေတာပေါ့နော်ကျွန်တော် brother တို့အနေ ေနဲ့6လပိုင်းတရက်နေ့နောက်ဆုံးမှာတော်ဝမ်းရနေတဲ့သူကတော့တေချာဖို့ကျွန်တော်ဒီ second တွေကိုရမှာပဲဖြစ်ပါတယ်ဆိုတော့ brother တို့အနေနဲ့ဒီ now တို့ second တွေရဖို့အတွက်ကတော့မြင်တဲ့အတိုင်းပဲကျွန်တော်ဒီတဲ့ကိုဝင်ပြီးတော့ mission လေးတွေလုပ်ပေးရင်ရပြီပေါ့နော်ကျွန်တော်တို့ one event ကို login ဝင်တာမျိုးတွေ classic rank တပွဲပွဲဆော့တာမျိုးတွေပြီးကြတော့ပြန်လာမယ့် MLBB ကစားသမားတအူးကိုခေါ်တာမျိုးအဲ့ဒါဘာအတိတ်ပဲလဲဆိုတော့ brother တို့ကိုကျွန်တော်ဒီ video လေးမှာလည်းရှင်းပြထားတယ်အဓိကတော့ mobile legend မဆော့တာကြားတဲ့သူတွေကိုကျွန်တော်ဒီမှာ link လေးနဲ့တစ်ခါလဲသွားခေါ်တာမျိုးပြောချင်တာဒါပဲလွယ်လွယ်လေး ေးပေါ့နော်ဆိုရဲကြောင့်မတိုင်းရမခက်ဘူးဆိုရဲကြောင့်ဒါမျိုးလူပြီးပြီးဆိုရဲ brother တွေကန်ဆန်းလို့ရပြီဆိုရဲကြောင့်မလို့ကန်ဆန်းကြီးလိုက်မယ်ဆိုရင်တော့ဖြင့်ကျွန်တော်ဘာလေးပေါ့မလဲချက်ရှုံးမယ်ဒီတဲမှာလည်းငွေသားစုမဲတွေပါတယ်လို့ပြောထားတယ်ပေါ့နော်ဆိုရဲကြောင့်မလို့အိုးအိုးရောရောအဲ့ဒါငွေသားအဲ့ဒါငွေသားရောက်ရင်ဘာကြီးတော့ blind box အော်ရောဘာဘာမြင်လဲလို့ငွေသားမြက်ပေါက်သွားလားလို့ရောက်ရင် oh my god နောက်နောက်နောက်တစ်ခါလောက်ကျွန်တော်ထပ်ပြီးကန်ဆန်းကြီးလိုက်မှာကောင်းလို့ let's go let's go okay ကောင်းလို့တစ်ချက်ရှုံးတစ်ချက်ရှုံးမယ်ဆိုရင်တော့ဖြင့် oh ရော bound လေး ။ဘောင်လေးပေါက်လိုက်တော့ပြီးရောလေကွာစိတ်ဆင်းရဲတာရောက်ရေဖရခမန်နဲ့ဒါပဲညားနေတယ်။ Strong mode အဓိကဒီလဲတာကအဓိကတော့မဟုတ်ဘူးပေါ့နော်။တော်နေရပြောဖို့ဒီတဲမှာကျွန်တော်တို့ရဲ့ Mobile Legend မစော့တာကြားတယ်။ Mobile Legend တစ်ခါမှမစော့ဘူးတဲ့လူတွေကိုကျွန်တော်တို့ကခေါ်နိုင်တဲ့အရေးအတွက်ကများတယ်ဆိုရင်တုံဝမ်းရတယ်ဆိုရင်ကျွန်တော်တို့က Mobile Legend လေးမှာရှိတဲ့နောက်ဆုံးစက်ကြီးတွေအားလုံးကို free ရောက်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ top 2ကနေပြီးတော့ top 10ထိရှိတဲ့လူတွေက live ဘွန်ကြပန်းစက်ကြီးတွေကိုရမယ်ပေါ့နော်။ live ဘွန်ကြပန်းဆိုတာရချင်တဲ့ live ဘွန်စက်ကြီးရမယ်။ဆိုတော့ brother တို့ အနေနဲ့ဒီလင်လေးတွေကိုကိုယ့်ရဲ့တငယ်ချင်းတွေကိုပို့ပြီးတော့ဝမ်လေးချက်မစောတဲ့သူတွေကိုပို့ပြီးတော့ဝမ်လေးချက်စောလအောင်လုပ်တာပဲဖြစ်ဖြစ်ဥမာပြင်လင်းတွေပို့ပြီးတော့ကျွန်တော်ဖိတ်ခေါ်တာပဲဖြစ်ဖြစ်လုပ်ဖို့လုံးဝလုံးဝမမိပါနဲ့ခင်ဗျာโอเคလားကောင်းကြီးတို့ဒါလေးလုံးဝမမိနဲ့